ားပြီးနေမှာရှိရကုံဖျားဟိုလာပြီးတော့ဗောနော်ဒါညောင်ရီသုံးဖို့ဗောနော်ဒါရှိရကုံဖျားမရောက်ခင်ဒါအနောက်ဘက်မှာဗောနော်အနောက်ဘက်မှာကနေပြီးတော့ဒါလာလာဖြစ်ပါတယ်ဒါတော့ရှိရကုံဖျားဟိုဒါဝင်တော့မယ်မဟုတ်ဘူးဗောနော် ီနေ့ကတော့ကဆုံလိုက်ပြင်းနေဆိုတော့ဗောနော်ဒါလူတွေတော့များပါတယ်ကားတွေလည်းတော်တော်များပါတယ်ဗောနော်ဘောတော့မရောက်သေးဘူးဒီမှာကားကတော့တော်တော်များတယ်ပြန်တော့သူ့အောင်အဲ့ပဲချမ်းမှာပဲရှမ်းရှာတယ်ဒီပဲချမ်းမှာမရှိကပကင်းပြည့်ခါရအောင်တော်တော်များအများကြီးပါ ေ့ကဒီလာပြင်းနေနဲ့တနင်္ဂနွေနေနဲ့တိုက်တော့ဗောနော်တနင်္ဂနွေနေနဲ့လာပြင်းနေနဲ့တိုက်တော့ဒီဖျားမှုရဲ့လူတွေကတော်တော်များပါ ချစ်တဲ့တငယ်ချင်းများအလုံးမင်္ဂလာပါဒီနေ့ကတော့ဒါရှီတကုံဖျားကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေ့ကတော့ကဆုံလာပြည့်နေပေါ့နော်ကဆုံလာပြည့်နေဆိုတော့ဒီရှီတကုံဖျားကိုလာပြီးတော့အာညောင်ရီသွင်းပြီးတော့ပေါ့နော်လာပြီးတော့ဖျားဖူးရီလည်းအများကြီးပဲရောက်ရှိနေပါတယ်ပေါ့နော်ဒါအနောက်ဖက်မဟုတ်ပါရှီတကုံဖျားကိုသွားပြီးတော့ညောင်ရီသွားပြီးတော့ပူဇော်มาပဲဖြစ်ပါတယ်ကဲအဲ့တော့တငယ်ချင်းတို့လည်းလိုက်ခဲ့ပါအောင်နော်အခုကတော့ပေါ့နော်ဒါအနောက်ဘက်တစားကနေပြီးတော့ဝင်ပြီးတော့ လာပြီးပေါ့နော်ဒီမှာအရှိမလည်းအများကြီးပဲပေါ့နော်ဖျားမှုတွေလည်းအများကြီးရှိပါတယ်ဖျားမှုတွေလည်းပြည့်ကျဲနေရတယ်ဘုရား ြန်မာမြန်မာလူထိုက်ထင်တယ်ဒါတော့ဒါအနောက်ဘက်တစောင်းပေါ့နော်အနောက်ဘက်တစောင်းကနေပြီးတော့ဒါရှေ့ဘက်ကောဘုရားရဲ့ကြီးမြင့်တော်ပေါ်ရောက်ပါပြီအဲ့လေကနေတက်လာဖြစ်ပါတယ်ရှင်ဟိုကဒီနေ့ကလူရမ်းများတော့တရီကောင်မဖွင့်လာပြီးနှစ်ခုဖွင့်လာပြီးနော်တရီကောင်ဟုတ်တယ်ဟုတ်တယ် ဲ့ရေမင်းတော်မှာလဲဒါလူတွေအပြည့်ပေါ့နော်ဖျားဘူးတဲ့အဲဖျားဘူးလဲလာပြီးတော့ဖျားဘူးတဲ့လူတွေလဲအပြည့်ပါဒါမရှိလို့ဘုရားမှာဆိုတော့ဒါညံ့နေစင်တာပဲပေါ့နော်ဒါသူတို့နည်းနည်းပြင်ဆင်မှုလေးလုပ်နေလို့အာလူကတော့အများကြီးပဲလူကတော့အများကြီးပဲတော်တော်ပူတယ်နည်းလူတွေတော်တော်များပါတယ်အမလေး ဒါကဆောင်လာပြင်းနေပါเนาะညောင်ရီသုံးမွန်းနေဆိုတော့ဒီကတော့အများကြီးပါရောက်ပြီးတော့ပြည်သက်ကျေးဇူးအတော်တော်များရဲ့ကြီးရောပြင်လို့ ။နေရတော့တော်တော်ပူရဲပေါ့နော်။ဒါမှလည်းဖျားဖူးလာရဲ့ပိတ်သက်တွေအများကြီးပဲပြည့်နေသေးပါ။အဲ့တော့ညောင်ရီသုံးဖို့ပေါ့နော်။ဟိုဘောရီညောင်ရီမှာသွားပြီးတော့ညောင်ရီသုံးမယ်ပေါ့နော်။အဲ့တော့ငွေချင်းတို့လည်း like ခဲ့ပါအောင်နော်။အဲအခုကတော့ပေါ့နော်ဒါဘောရီညောင်မင်းပေါ့နော်။ဘောရီညောင်မင်းကိုသွားပြီးတော့ဒါညောင်ရီသွားပြီးတော့သုံးမှာဖြစ်ပါရဲ့။ ဒါစနေတောက်ပေါ့နော်စနေတောက်မှာရှိရဗောရီညောင်မင်းမှာဘာညောင်ညောင်ညောင်ရဲ့တော့ ਨੇ ဒီလည်းအများကြီးပဲပေါ့နော် ပို့လေကောင်လေးတွေမှာအဲအခုတော့အများကြီးတက်တော့မှမယ်ရှင်။ ဝါရီအားလုံးကျန်းမာကြပါစေဆန္ဒကြပါစေအပူလေးလည်းမြင်ကြပါစေအဲ့လိုရရတယ်။ရရရ။ဘာလို့လဲ။ လေလွယ်လေလို့လို့ကိုင်းကဲကဲစတားတော့ကဆွန်လိုက်ပြီညာ3မိနစ်မှလာပြီးတော့ပေါ့နော်ဒါအခုသူပူကြရတဲ့သူတွေအများကြီးပါရှင် ကဆုံလာပြညာလေး၃မိနစ်ဆိုတာကတော့ဒါကကဆုံလာဆိုတာပေါ့เนาะမြန်မာနိုင်ငံရဲ့တူလူတွေမှာအပူဆုံးလာဖြစ်တယ်အပူဆုံးလာဖြစ်တဲ့အတွက်ဒါဒီ body ညောင်မင်းဆိုတာပေါ့เนาะဖះရှင်ကိုဖះရှင်ပွင့်တော်မူခဲ့ညောင်မင်းဖြစ်ရတော့ပေါ့เนาะဖះရှင်ကိုစားဒါဟိုညောင်ရေပေါ့เนาะရေလာပြီးတော့တက်ပယ်ပြီးတော့ဒါတို့ဖះရှင်ဟိုပေါ့เนาะအမှုထားပြီးတော့လာပြီးတော့ပြုတ်တုပြကြတာပဲဖြစ်ပါတယ် ါမြန်မာစိုးစကားတော်ရှိရပေါ့နော်ကဆုံလာပြီညာသုံးမွေးနေဆိုပြီးတော့စိုးစကားတော်ရှိရအတွက်ဒါဘုရားဘာသာဝင်ရဲ့အထွတ်အမြတ်နေလဲဖြစ်တယ်ပေါ့နော်ဒီကဆွန်လာပြင်းနေဆိုတာကဒါကဗုဒ္ဓဖះဖွင့်နေတော်မူတဲ့နေလည်းဖြစ်တယ်။ဒါဖះအဖြစ်သူရောက်ရှိရနေလည်းဖြစ်တယ်။ပြီးတော့ပြိဋ္ဌိနိဗ္ဗာန်ဆန်းတဲ့နေလည်းဖြစ်တယ်ပေါ့နော်။ဒါဗုဒ္ဓဘာသာဝင်တွေကနေတွင်းမြတ်လည်းဖြစ်ပါလိမ့်ရှင်။ ဲအခုကတော့ညောင်ရီသုံးမိွားရေပေါ့နော်ညောင်ရီသုံးမိွားရေဖြစ်တဲ့အတွက်ဒီရှေတကုံဖရားရဲ့ရီမင်တော်ပါပေါ့နော်လာပြီးတော့ခုမြော်ရဲ့လူတွေဘလောက်များလဲပေါ့နော်ဘလောက်စီကလဲဆိုတာလိုက်ပြီးတော့တချဲတငယ်ချင်းတို့ကိုဟိုပြမှာပဲဖြစ်ပါတယ်အဲဒီဘက်မှာလဲညောင်မင်းတပင်ရှိရေပေါ့နော်ဒီဘက်မှာလဲလာပြီးတော့ညောင်ရီသုံးလို့ရပါတယ် တတကုံဖျားမှာတော့ညောင်မင်းများကြီးရှိပါတယ်လင်းငါးပင်တော့ရှိရပါတော့အဲသူတို့ဟိုတောင်းနေတောင်းနေမှာပေါ့နော်ဘောရီညောင်မင်းကြီးရှိရဒီမှာမှာလဲဒါဘောရီညောင်မင်းတပင်ပေါ့နော်အမှလည်းလာပြီးတော့ကုတူပြုလို့ရပါတယ်ဒါကတော့ Yahoo တောင်းကညောင်မင်းပေါ့နော် Yahoo တောင်းကညောင်မင်း Yahoo တောင်းကတက်ကြတောင်းရပေါ့နော်အဲ့တောင်းကညောင်မင်းဖြစ်ပါတယ်ဒီမှာလဲလာပြီးတော့ဒါကုတူပြုလို့ရတယ်ပေါ့နော် ဟိုဟိုဖះလိုက်ပို့ခါအေးလေအကြံအလိုက်ပို့ အခုကတော့ပေါ့နော်ဒါတောင်ပဲတစားပေါ့နော်တောင်ပဲတစားငားပေါ့နော်တောင်ပဲတစားငားမှာဆိုရင်ဒီမှာပြာဘူးလာတဲ့ဧည့်သည်အများကြီးပါပေါ့နော်ဒီမှာဆိုလေဒါရွှေဆိုင်အယောင်နဲ့ဌာနလေးလေးရှိရပါတော့။တခါလေးရွှေဆိုင်ကလည်းပြုလုပ်လို့ရပါလေရှင်။ဟုတ်ကဲ့ပါပါ။ဟုတ်ကဲ့ပါပါ။ဟုတ်ကဲ့ပါပါ။ ပဲစနေရောင်းဘက်မှာဆိုလဲပေါ့နော်ဒီမှာအစွန်လာပြီဗုဒ္ဓနေညာရဲ့တွန်းလောင်းပူဇော်ပွဲဒီဘက်မှာလည်းညောင်းမင်းတပင်ရှိတယ်ပေါ့နော်အမှလည်းသွားပြီးတော့ဒါပူဇော်လို့ရတယ်ညောင်းရေးတွန်းလို့လည်းရပါတယ်အဲ့ဘက်တော့မသွားတော့ဘူးပေါ့နော်ခဏခဏလာညောင်းရေးတွန်းလို့ရတယ်ဆိုတော့ဒီဖရာကြီးတစ်ဖက်ကိုပေါ့နော်အဲတငယ်ချင်းတို့တွေအတွက်ဒါမရောက်ဖြစ်တဲ့သူတွေလည်းရှင့်ရှိမှာပေါ့နော်ဒါအကြောင်းမျိုးကြောင့်အဲနေဘက်ကပဲဖြစ်ဖြစ် နော်ဒီဖရာကြီးကိုစေတကုံဖရာကိုမရောက်တာကြတဲ့တငယ်ချင်းတွေလည်းရှိရင်လည်းရှိမှာပေါ့နော်ဒါတငယ်ချင်းတို့ကိုကိုယ်တိုင်ရောက်တယ်လို့မျိုးပေါ့နော်ခံစားလို့ရအောင်ဒါပြင်ဆက်ပြရပဲဖြစ်ပါတယ်ဒါဖျားအေးရတော့ရွှေကုန်းဖျားရတော့အရင်တိုင်းပဲပေါ့နော်ရွှေရောင်တဝန်းဝန်းနဲ့တက်ပဲပဲဖြစ်ပါတယ် အခုကတော့ဒါအရှိတ်ဘက်တစောင်းကိုတော့ရောက်လာပြီပေါ့နော်ဒါတော့အရှိတ်ဘက်တစောင်းမှာအရှိတ်ဘက်တစောင်းရောက်လာပြီပေါ့နော်အရှိတ်ဘက်တစောင်းအနေဆက်ပြီးတော့ဒါဖျားဟိုဖျားဟိုပြပြပါမယ်ဒီမှာဘယ်မှာငေါ့ဟိုကြည့် ူတွေဒီဘက်မှာလည်းဒါတင်းငွေနေတောက်ပါเนาะတင်းငွေတောက်မှာလည်းညောင်မင်းရှိပါတယ်အမှလည်းသွားပြီးတော့ပူဇော်လို့ရပါတယ်ညောင်ရင်သွင်းလို့ရပါတယ် ကဲဥစ္စာနပေါ့နော်ဒါကဆုံလာပြီဗုဒ္ဓရှင်မှာဒါညောင်ရီသွန်းနဲ့ပေါ့နော်ညောင်ရီသွန်းနဲ့ပဲရှင်တော်ဘုရားမှာလာပြီးတော့ညောင်ရီသွန်းခဲ့ရပဲဖြစ်ပါတယ်ပြီးတော့ရှင်တော်ဘုရားမှာအဲရှင်တော်ဘုရားရဲ့မြင်ကွင်းလေးပေါ့နော်မြင်ကွင်းလေးတွေပြိဟိုလာပြီးတော့ပြုမြော်ရဲ့ဒီပေါ့နော်